တန်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်။လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာနေ့စဉ်နဲ့အမျှအကြောင်းအရာအစုံကပြန့်နှံ့လျက်ရှိနေပါတယ်။အဲ့လိုပြန့်နှံ့နေတဲ့အထက်ကမှာအများစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုရွေးချယ်ပြီး Eleven Web TV ရဲ့ Facebook တန်ချက်စီစဉ်ကလည်းတင်ဆက်ပေးသွားမှာပါ။အခုတစ်ပတ်အတွက်ရွေးချယ်ထားတဲ့အကြောင်းအရာတွေကတော့မြန်မာနိုင်ငံလွတ်လပ်ရေးရဲ့အထိုင်းအမှတ်နေရာတစ်ခုဖြစ်တဲ့ဝင်းကြီးမြရုံအတွင်းမှာပါတီဝဲကျင်းပခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာ ပြန်ကြားရေးဝင်ကြီးဌာနရဲ့တရားဝင် Facebook စာမျက်နှာတစ်ခုဖြစ်တဲ့ MOI Web Portal မြန်မာဆိုတဲ့ Facebook စာမျက်နှာမှာစာနယ်ဇင်းကျင်းဝင်းနဲ့မကိုက်ညီပဲနဲ့ Photoshop နဲ့ပြုပြင်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာအမျိုးသားပညာရေးဥပဒေစနစ်ပတ်သက်ပြီးတော့ကန့်ကွက်လှုပ်ရှားဆန္ဒပြနေကြတဲ့ចောင်းသားတွေကိုအကျန်းဖက်ဖြိုခွင်းခဲ့တဲ့ကိစ္စရဲ့အပေါ်မှာကန့်ကွက်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့လက်ပတ်ဖြူလှုပ်ရှားမှုမှာရင်ထင်းရဲတအူးကပါဝင်ပြီးတော့လက်ပတ်ဖြူဝစ်ဆင်ခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာတွေက အခုထက်ပဲရဲ့ Facebook စာမျက်နှာတွေပေါ်မှာပြန့်နှံ့လျက်ရှိနေပါတယ်။အခုပထမဦးဆုံးအနေနဲ့မြန်မာနိုင်ငံလွတ်လပ်ရေးရဲ့အထင်အမှတ်နေရာတစ်ခုဖြစ်တဲ့ဝင်းကြီးမြအုံအတွင်းမှာမတ်လ22ရက်နေ့ညပိုင်းကပါတီဝဲတစ်ခုကျင်းပခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာက Facebook စာမျက်နှာတွေပေါ်မှာပြန့်နှံ့လာပြီးတော့ဝေဖန်မှုတွေရှိနေခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။ မက်စလာ22ရက်နေ့တုန်းကမြမလွတ်လပ်ရေးရဲ့သမိုင်းဝင်နေရာတနေရာဖြစ်တဲ့ဝင်းကြီးများရုံးဝင်းအတွင်းမှာဝင်းနေဝဲတစ်ခုကျင်းပခဲ့တယ်ဆိုတဲ့ဓာတ်ပုံတွေက Facebook စာမျက်နှာတွေပေါ်မှာပြန့်နှံ့လာပြီးတော့ Facebook အသုံးပြုသူတွေရဲ့ကြားမှာဝေဖန်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။အဲဒီနေ့ညကမွေးနေ့ပါတီကိုမိမောင်းထိုးပြီးတော့ကျင်းပနေတဲ့ပုံတွေအစာအုပ်အတွင်းမှာညအချိန်တက်ရောက်ပြီးတော့ Facebook စာမျက်နှာပေါ်မှာထုတ်ပြန်ထားတဲ့ထုတ်ပြန်ကြေညာချက်ကိုအခုလိုပဲပြောပြပေးခဲ့ပါဗျ။ဒီရန်ကုန်ဝန်ကြီးများရောပေါ့နော်အစောင်း2017မှာအခု UNC အရင်မဖွဲ့စည်းခြင်းကြဲအားပြည်သူ့မြန်မာနိုင်ငံဆိုရာပုဂ္ဂလိကကိုလက်ပြောင်းပြီးတော့အနော်မဖွဲ့ကိုပြတိုင်းနိုင်ခြင်းမှုလူပညာစင်တာဖြစ်ကြောင်းလည်းကိုတုံ့ချဖို့ဟိုတက်တာအောင်ခဲ့ရပါတော့နော်။အခုအစုံနဲ့ UNC အဲဒီ MIC ရဲ့ခွင့်ပြုချက်နဲ့လည်းရန်ကုန်တိုင်းဒေသကြီးဆိုရာလက်ကနေခွင့်ပြုချက်ကိုလည်းရခဲ့ပေါ့ အဲ့ဒီအတိုင်းရခဲ့မယ်ဒီ YC က division management plan အင်းဒီနော်ကတင်ပြဖို့အမိုက်ဆက်တော့တင်ပြခဲ့တာပါ။အနောက်ဆက်လေးခုဖြစ်မှာပေါ့နော်။ဒီလိုတော့အဲဒီရန်ကုန်တိုင်းဒေသကြီးဆိုရနဲ့အနော်မှာဂျာသဘောတူဆိုင်ချုပ်ချုပ်ပြီးတော့ကျမတို့ဒီ Eden Brown မှာရှိရဲ Simpson and Brown ဆိုတဲ့အဖွဲ့ကိုတာဝန်ပေးပြီးတော့ CMP ကိုဆွဲခဲ့။အခုဆိုရဲခါမှာဒီ YHD ကလက်တွဲတောင်းထက်ပေါ်ပြင်းနည်းပညာဆိုင်ရာတွေ၊ကျန်ရတဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေ လုံအတက်ပညာသင်တန်းတွေပူပေါင်းကောင်းဖြစ်ခေါ်ရမှာ normal ပညာနဲ့ဆက်သွယ်ပြီးတော့ပူပေါင်းဆောင်ရွက်လည်းရှိရပေါ့နော်ပြီးရင်ဝမ်းရှင်နေတဲ့အဆောင်ခုလက်ရှိစီမံခန့်ခွဲရေးမှာ ါဝင်ခြင်းမရှိတယ်လို့ဆုံးဖြတ်ချက်ဒီမှာလဲဟိုဘယ်နေရာမှာပါဝင်ခဲ့ခြင်းမရှိပါဘူးအဲဒါကြောင့်ဒီဝင်းကြီးများဆောင်ရန်ကုန်မြို့မှာရှိတဲ့အမွေနဲ့ဆောင်များပြည်နယ်ပြည်ပြည်မှာစံနမူနာတစ်ခုအဆောင်ဖြစ်ဖို့အတွက်ကြောင့်လဲမှာလို့ပြောကြပါအခုလိုမျိုးမွေးနေ့ပွဲကျင်းပတယ်ဆိုပြီးရော Facebook စာမျက်နှာတွေပေါ်မှာပြန့်နှံ့ခဲ့ပြီးရဲ့နောက်မှာတော့ကာယကံရှင်ဖြစ်တဲ့ဒေါ်တီတီထွန်းရဲ့ Facebook အကောင့်ကနေအဲ့ဒီအစာအုပ်ကိုသမိုင်းပြလိုက်နဲ့ရိုးရာရင်ကျေးမှုအမှုပညာပြတာအဖြစ်ဆောင်ရွက်ဖို့အတွက်တင်တာဝင်ရောက်ရှင်းပြခဲ့ကြောင်းနဲ့ အနော်မာအဖွဲ့အနေနဲ့အဲ့ဒီ project ကိုရေရှည်ဆောင်ရွက်တဲ့အခါမှာတခြားသူတွေရဲ့လူအားငွေအားအကြံဉာဏ်အားအဆက်အသွယ်အားစတဲ့အကူအညီပံ့ပိုးမှုတွေကိုလိုအပ်နေတယ်။အဲ့ဒါကြောင့်မို့လို့လေအစိုးရနဲ့အကြီးသက်စာချုပ်ချုပ်ဆိုပြီးတော့မကြခင် match လ22ရက်နေ့ကရင်းနှီးတဲ့မိတ်ဆွေတွေကို project အကြောင်းတွေ့ဆုံအသည့်ပေးခဲ့တယ်။စိတ်ဝင်စားတဲ့သူတွေစီကလည်းကူညီပံ့ပိုးမှုတွေကိုရယူဖို့ဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့အထင်လွဲစရာတွေဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းစွာနဲ့ရှင်းလင်းရခြင်းဖြစ်တယ်လို့ပြန်လည်ရှင်းလင်းရေးသားထားတာကိုလည်းတွေ့ရပါဗျ။အခုဆက်လက်ပြီးတော့ပြန်ကြားရေးဝင်ကြီးဌာနရဲ့တရားဝင် Facebook စာမျက်နှာတစ်ခုဖြစ်တဲ့ MOI Web Portal မြန်မာဆိုတဲ့ Facebook စာမျက်နှာပေါ်မှာပေါ်ပြခဲ့တဲ့ဓာတ်ပုံတစ်ပုံကစာနယ်ဇင်းချင်းဝင်းနဲ့မကိုင်းညီပဲနဲ့ Photoshop နဲ့ပြပြင်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတင်ခဲ့ရတာကနေတဆင့် Facebook စာမျက်နှာတွေပေါ်မှာပြန့်နှံ့လာခဲ့တယ်ဆိုတာကိုတင်ဆက်ပေးသွားမှာပါ။ အခုနောက်ဆုံးအနေနဲ့အမျိုးသားပညာရေးဥရေချမ်းကိုကံကွက်လှုပ်ရှားဆန္ဒပြကြတဲ့အကြောင်းသားအကြောင်းသူတွေကိုဖြိုခွင်းခဲ့တဲ့အခါမှာအကျန်းဖက်ဖြိုခွင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးရောကံကွက်လှုပ်ရှားမှုအနေနဲ့ပြုလုပ်ခဲ့တဲ့လက်ပတ်ဖြူလှုပ်ရှားမှုမှာရင်ထင်းရဲတအုပ်ကပါဝင်ပြီးရောလက်ပတ်ဖြူဝစ်ဆင်ခဲ့တဲ့အကြောင်းအရာတွေကအဲ့ဒီရင်ထင်းရဲကိုချီးကျူးပြီးရော Facebook စာမျက်နှာတွေပေါ်မှာပြန့်နှံ့လာခဲ့တဲ့ဆိုတာကိုတင်ဆက်ပေးသွားမှာပါ။ ။ကျောင်းသားတပိတ်ကိုရဲတပ်ဖွဲ့ကနေပြီးရောအကြမ်းဖက်ဖြိုခွင်းမှုနဲ့ပတ်သက်ပြီးကံကွက်ရှုံချတဲ့အနေနဲ့ရန်ကုန်မြို့အပါအဝင်နယ်ဒေသအနှံ့အပြားမှာလက်ပတ်ဖြူလှုပ်ရှားမှုအဖြစ်ဆောင်ရွက်လျက်ရှိနေပါတယ်။အဲ့လိုဆောင်ရွက်တဲ့အခါမှာတော့လူစီကားရနေရာတွေကိုတွားရပြီးရောတီတူလူလူကိုကျောင်းသားတွေကိုအကြမ်းဖက်ဖြိုခွင်းခံရတဲ့အခြေအနေတွေကိုရှင်းလင်းပြောကြားသလိုပဲ We are students respect our rights ဆိုတဲ့စာတမ်းပါတဲ့လက်ပတ်ဖြူတွေကိုလည်းလက်မောင်းမှာဝတ်ဆင်ပေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပြုလုပ်တဲ့အခါမှာတော့ရှင်ထင်းရဲ့တအူးကလည်းလက်ပတ်ဖ ခုတစ်ပတ်အတွက်ရွေးချယ်တင်ဆက်ပေးခဲ့တဲ့ Facebook ပေါ်ကအကြောင်းအရာအစုံနဲ့ပတ်သက်လို့ဈေးနဲ့နှက်တက်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်တွင်မှာလည်းအခုလိုမျိုးတစ်ပတ်အတွင်းပြောင်းလဲလျက်ရှိတဲ့ Facebook ပေါ်ကအကြောင်းအရာအစုံကိုတင်ဆက်ပေးမယ်ဆိုတာကိုပြောကြရင်းနဲ့အခုတစ်ပတ်ရဲ့ Facebook တိုင်းချက်စီစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။